ကာသမကညင်းဆိုချက်ပြောပြီဆိုလို့ရှိရင်ကျွန်တော်သေချာနားထောင်ပါပြန်ခံမပတ်ပါနဲ့ဥမာဆိုတော့ကာသမကဟာမင်းတို့ကဈေးကြီးလိုက်တာကွာဟာဈေးမကြီးပါဘူးဒီလောက်ပေါ်တဲ့ဟာကိုအဲ့လိုတော့ပြောလို့မရဘူးဆိုတော့ကာသမကဟာမင်းတို့ကရမ်းကြတော့ရာဟာအဲ့လိုတော့စောင့်အောင်ပါပေါ့အဲ့လိုမျိုးပုတ်ချလို့လည်းမရဘူးကို product ကိုကိုကအရန်ကြိုက်တယ်ကိုရောင်းတဲ့ပစ္စည်းကိုကိုကအရန်ကြိုက်တယ်ကြိုက်ဖို့လည်းလိုတယ်နော်စရရပြောပြီးကြိုက်ရမယ်ကြိုက်တယ်ဆိုတာတကယ်ယုံကြည်ရယ်ပေါ့နော် အဲ့တော့အဲ့လိုဖြစ်နေတဲ့အချိန်မှာ customer ကကိုယ့်ကိုဒီလိုမျိုးညင်းလိုက်တယ်ဆိုလို့ရှိရင်ကိုယ်ကချက်ချင်းဒေါသတစ်ခနဲ့ထွက်ပြီးတော့တုံ့ပြန်လိုက်တတ်တယ်။အဲ့တုံ့ပြန်လိုက်တာဒီအယမ်းမှားတယ်။အဲ့လိုလုပ်လို့မရဘူး။ဒါဆိုကျွန်တော်တို့အဲ့အချိန်မှာစိတ်ကို short ထားဖို့လိုတယ်။ပြီးတော့ customer ညင်းဆိုချက်ကိုကျွန်တော်တို့ကဘယ်လိုတွေးမလဲစဉ်းစားဖို့လိုတယ်။အဲ့တော့ဈေးကြီးလိုက်တာကွာဆိုတော့ဘာပြောရမလဲ။ပစ္စည်းတော့ကြိုက်တယ်။ဈေးနှုန်းကများနေတယ်လို့သူထင်တယ်။ဈေးကလွန်ကျန်တာအကုန်ကြိုက်တယ်လို့ပြောတာ။အဲ့တော့ခင်ဗျားကိုဖြည့်ရှင်းဖို့အခွင့်အရေးတစ်ခုပေးတာပဲ။ ဈေးနှုန်းနဲ့ပတ်သက်ပြီးရှင်းပြပါဒီလိုမျိုးပြောတာဖြစ်တယ်နော်အကယ်၍ customer ကမင်းတို့ဟာကြာလိုက်တာကွာကျွန်တော်အဲ့လောက်ကြီးမစောင့်နိုင်ဘူးလေဆိုရင်ဘာပြောချင်တာလဲအခုကိုဝယ်ချင်နေပြီဒီလိုမျိုးခေါင်းထဲမှာပြန်ပြီးစဉ်းစားဖို့လိုတယ်အဲ့တကြောင်မလို့ဒီ objection ဆိုတာဒီကျွန်တော်တို့ပစ္စည်းကိုမဝယ်ခင်မှာ customer ကသူ့အမြင်ကို complain အနေနဲ့တင်ပြတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကချက်ချင်းသွားပြီးတော့တုံ့ပြန်လိုက်လို့ရှိရင်သူ့ရဲ့ထင်မြင်ချက်ကိုစော်ကားရရောက်တယ်ခုနကကျွန်တော်ပြောသလိုပဲသူ့မှာလည်းထင်မြင်ခွင့်ရှိတယ် ကာစမာမင်းတို့ကဈေးကြည့်လိုက်တာကွာ။အားခင်ဗျဈေးမကြည့်ပါဘူးလို့အဲ့လိုပြောလိုက်တယ်ဆိုလို့ရှိရင်ကာစမာရဲ့ထင်မြင်ချက်ကာစမာရဲ့ယူဆချက်ကာစမာရဲ့ယက်တီမှုကိုခင်ဗျစော်ကားတယ်လို့ဖြစ်သွားတယ်။အဲ့တော့အဲ့လိုမျိုးကြီးချက်ချင်းမပြောပါနဲ့။ဈေးကြည့်လိုက်တာကွာဆိုရင်နားထောင်မှာပြန်မပြောပါနဲ့။ဘာလို့ ਆ မလဲ။အော်ဟုတ်ကဲ့ပါ။အများရန်အော်ဟုတ်ကဲ့ပါ။နော်ဒီလိုမျိုးပြောမယ်။အကယ်၍ကိုကထပ်သိချင်မေးလို့ရတာရှိတယ်။နီလာတကွာဘာလဲဆိုတော့သူ့ညင်းချက်ကိုကျွန်တော်မေးခွန်းပြန်ထုတ်တယ်။ဟုတ်ကဲ့ပါကိုဘာလို့ဈေးကြည့်ရလို့ထင်တာလဲမသိဘူး။သူ့ကိုပြန်ပြောလိုက်တယ်။ ဆိုသူကပြောမယ်ဟာမနေ့ရောပဲကျွန်တော်ဒီတစိတ်တစ်ခုမေးတာဗျာခင်ဗျားတို့လက်စားလို့ရှင် तू က10%လောက်တတ်တာနေတယ်ခင်ဗျားတို့က10%လောက်ဈေးကြီးနေတယ်ဆိုကိုသိပြီသူ့ခေါင်းထဲမှာကိုယ့်ကိုဘယ်သူနဲ့ရှင်နေလဲအဲသူ့ရဲ့ဈေးကသူရှင်နေတဲ့ပစ္စည်းရဲ့ဈေးကဘယ်လောက်လဲ ဒါဆိုကျွန်တော်ကလည်းအကယ်၍ကောင်းကောင်းလေ့လာထားရဲဆိုလို့ရှင်ကျွန်တော်ဒီပြိုင်ဘက်နဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြလို့ရပြီ Okay okay သူတို့ product ကဈေးသက်သာရဲဆိုမှသူတို့ product နဲ့ကျွန်တော်တို့ပစ္စည်းနဲ့သူတို့ပစ္စည်းနဲ့ရှင်လိုက်လို့ရှင်ကျွန်တော်တို့ဟာကဘလို့ဘလို့အချက်တွေမှာပို့သားနေတယ်ဆိုရဲဟာကို customer ထပ်ပြီးတော့မှရှင်းပြလို့ရသွားပြီဘာလို့ဆိုတော့ကိုတိလိုက်တာဒီကိုဘသူနဲ့နှိုင်းရှင်နေလဲဘယ်အချက်တွေမှာနှိုင်းရှင်နေလဲကိုတိလိုက်ပြီဆိုရင်ကိုကဒါကိုပြန်ဖြည့်ရှင်းလို့ရတယ်ဒါဆိုလို့ရှင် customer ကဩဒါဆိုလဲဈေးသိမ့်မကြည့်ပါဘူးဆိုတာမျိုးဥပမာခုနမီးစက်နဲ့ပဲဆက်ပြောကြဆိုဆို လို့ရှိရင်ကျွန်တော်တို့ရဲ့ဆက်ကအာစီစား30အကင်နှုံးလောက်တက်တာရယ်ဆိုတာမျိုးရှိနေဆိုရင်ကျွန်တော်တို့အဲ့ဒါကိုဖြည့်ပြီးပြန်ပြောလို့ရတယ်။အာဒီ product မှာဆိုလို့ရှိရင်သူ့ရဲ့စီစားကဒီလောက်လောက်ရှိတယ်။တရားဆိုလို့ရှိရင်စီစား30အကင်နှုံးလောက်တက်တာရယ်။အဲ့တော့ရေရှည်မှာကြာလို့ရှိရင်တစ်လောက်ကိုအကိုအမဘယ်လောက်သုံးတယ်ဆိုလို့ရှိရင်ဂါလန်ဘယ်လောက်သုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာက9ဂါလန်မဲ့ကုန်ဟိုမှာ10ဂါလန်ကုန်နေတာမျိုး9ဂါလန်မဲ့ကုန်နေ။ဒါမျိုးရေရှည်ကြာလို့ရှိရင် အကိုဘယ်လောက်တက်တာသွားမယ်။အမဘယ်လောက်တက်တာသွားမယ်ဆိုပြီးတော့ကျွန်တော်တို့တွက်ချက်ပြနိုင်တယ်ဆိုလို့ရှိရင်အဲ့ဆေးအကင်နှုံးကို ကာဆမာကဈေးကြည့်ရလို့မထင်တော့ဘူး